ားလုံးပဲမင်္ဂလာပါရှင်။ခွန်အားချန်နယ်လေးမှာကြိုဆိုပါရစေ။အားတော့ဆက်ဖက်သူနီနီပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့စိုင်းစရာထင်းထင်းဘာသာမြန်ရေးသားထားတဲ့မေတ္တာရှင်မာလီပေါ်လီယာနာအပိုင်းကိုလူကြီးအကြောင်း ပေါ်လီယာနာလူကြီးကိုနောက်တစ်ကြိမ်တွေ့တော့မိုးရွာနေလေသည်သို့တော်သူသည်လူကြီးအားရှင်လန်းသောအပြုံးဖြင့်နှုတ်ဆက်လိုက်၏ဒီနေ့တော့ခါတိုင်းလောက်မตายရဘူးနော်အမေမိုးရွာပြီးနေတာကိုပဲဝမ်းသာရအောင်မယ်ဟု သူရှင်မျိုးစာဆုလိုက်သည်လူကြီးကဤတစ်ကြိမ်တော့ခါတိုင်းလိုဟေ့အေးအမေလုံမသွားသဖြင့်ပေါ်လီယာနာကတော့သူမကြားလို့ပဲဟုတတိချယူသူယူဆသည်ထို့ကြောင့်နောက်တစ်ရက်တွင် တွေ့ကြပြန်သောအခါသူက အတံကိုပိုကြဲကြဲပြည့်၍နှုတ်ဆက်သည် လူကြီးက သူ့လက်များကိုနောက်ပြပြီးမြေကြီးကိုစိုက်ကြည့်လျက်သာရှောက်သွားတတ်သည်ဖြစ်လေ။အော်ပြောရင်မလူချင်းဖြစ်သည်။သူတို့ရှောက်ချင်းကိုပေါ်လီယာနာကတော့နေမင်းကြီးချင်းလင်းလင်းသားနေသည့်ရာသီဥတုမျိုးနှင့်တင့်ကြော်လှဟုထင်သည်။ထိုနေ့ကပေါ်လီယာနာသည် အထူးအခွင့်အရေးတရက်အနေဖြင့်မနေ့ပိုင်းထွက်ခွင့်ရလာခဲ့ဖြစ်၏။နေကောင်းရဲ့လာဦးဦး။မနေ့ကလိုမိုးမွာနေလို့ဝမ်းသာတဲ့ဦးဦးကော။ လူကြီးကရုတ်တရက်ရက်လိုက်သည်သူ့မျက်နှာပေါ်တွင်စိတ်ဆိုးသည့်အမူအရာပေါ်လင်းနေသည်ဟဲ့ကလေးမဒီမှာဒီကိစ္စကိုတခါတည်းအပြည့်အပြက်ပြောလိုက်မယ်ဟုမကြင်မချမ်းပြောကငါမှရာသီဥတုအပြင်အခြားစဉ်းစားစရာရှိနေတယ်နေတာတလားမနေတာတလားငါမသိဘူးဟုဆိုလိုက်၏ပေါ်လီယာနာကပျော်ရွှင်စွာပြုံးပြလိုက်သည်ဟုတ်ကဲ့ဦးဘယ်သိမလဲမသိဘူးလို့လေတမီးထင်ပါတယ်ဒါကြောင့်တမီးကပြုံးပြရတာပေါ့အင်းဘလို့ဘာပြောတယ် လူကြီးကပေါ်လီယာနာ၏စကားကိုရုတ်တရက်နားလည်သွားပြီးဖြတ်မိသည်။တမီးပြောတာကဥဥမသိလို့သိအောင်သတိပြုမိအောင်ပြောပြရတာပါလို့နေတာတယ်တို့ဘာတို့ကိုလေ။ဥဥခဏရက်ပြီးနေတာတာကိုစဉ်းစားမိရင်ပြောမှာပဲဆိုတာတမီးသိပါတယ်။ဥဥကြည်ရတာဒီအကြောင်းနည်းနည်းမှစဉ်းစားမိပုံမပေါ်ဘူးလေ။อืมတကယ်ကိုပဲဟုဆိုက ရှေ့သူဆက်လျှောက်သွားတော့လေဒုတိယခြိလန်းပြီးတွင်ရဲ့ရုပ်ပြန့်လက်ကြည့်သည် သူမျက်နာကတော့မှုံလျက် ဟေဒီမာမင်းတို့အရွယ်ခလေးချင်းဘာဖြစ်လို့ရှာပြီးစကားမပြောလဲဟေဟုမေးတော့ပေါ်လီယာနာကပြောချင်တာပေါ့ဦးရဲ့ဒါပေမဲ့ဒီအနီးနားမှာတယောက်မှမရှိဘူးလို့မမနန်စီကပြောတယ်။ဒါလည်းကိစ္စတော့မရှိပါဘူး။တမိက လူကြီးတွေကိုလည်းချစ်ပါတယ်။ထောက်ပံ့ရေးအသင်းကမိမကြီးတွေနဲ့နေနေကြဆိုတော့တခါတခါလူကြီးတွေကိုတောင်ပို့ပြီးချစ်ပါတယ်။ဟေးထောက်ပံ့ရေးအသင်းကမိမကြီးတို့ကိုတော့ဒီလိုထင်နေသလားဟေ့ လူကြီးနှက်ခမ်းများသည် ပြုံးတော့မယောင်ယောင်ဖြစ်လာတော့လဲမျက်မှောင်ကကျုပ်လျက်ပင်ရှိသည်ပေါ်လီယာနာကပျော်ရွှင်စွာရည်လိုက်သည်မဟုတ်တာဦးဦးကလည်းဦးဦးဟာတောက်ပံ့ရေးသင်းကမိမကြီးနဲ့နည်းနည်းကလေးမှမတူတာကြီးပဲအဲ့ဒါလို့မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးဦးဦးကပိုကောင်းခြင်းကောင်းမှာပေါ့ဟုပြောပြီးရင်ကျိတ်တိမ်မွေ့စွာပင်ဦးဦးကအပြင်ကမြင်ရတာထက်စိတ်တော်ရကောင်းတာသိကြပါတယ်ဟုဆိုလိုက်၏ လူကြီးကလက်ချောင်းထဲကပင်အတံပြုတ်လိုက်သည်အင်းတကယ်ကိုပဲဟုဆိုကလမ်းတိုင်းလက်ရထွက်သွားလေတော့ဤနောက်တစ်ချိန်ပေါ်လီယာနာလူကြီးကိုတွေ့တော့လူကြီးမျက်လုံးများသည့်ပေါ်လီယာနာ၏မျက်လုံးများစီသို့တက်တက်ကြည့်နေသည်မှာခင်မရင်းသည့်သူကိုပြုံးပြသည်နှင့်တူ၍သူ၏မျက်နှာမှာခင်မစရာကောင်းလာသည်ဟုပေါ်လီယာနာကထင်မိသည်နေကောင်းရဲ့လက်ကလေးမှဟုသူကပင်ဆက်၍အတံမမာနှင့်နှုတ်ဆက်ပြီးဒီနေ့နေသားတာကိုဦးဦးသိပါတယ်လို့တခါတည်းပြောလိုက်တော့မယ်ကွယ်ဟုဆက်ပြောသည် ။အော်လီယာနာကပြောဖို့မလိုပါဘူး။ဦးဦးကိုမြင်လိုက်ကလေးကဦးဦးသိတယ်ဆိုတာကိုသမီးသိပါတယ်ဟုကြည်လင်စာပြန်ပြောသည်။အော်အော်သိတကူသိတာပေါ့ဦးဦးရဲ့။ဦးဦးရဲ့မျက်လုံးတွေအပြုံးတွေထဲမှာမြင်ရတာပေါ့။ဟင်းဟင်းဟုဆိုကလူကြီးလည်းထွက်သွားတော့၏။ထို့နောက်တွင်ကလူကြီးသည်ပေါ်လီယာနာအတွေ့တိုင်းနှုတ်ဆက်လေတော့သည်။သူနှုတ်ဆက်သည်မှာအများအပြားနေကောင်းရဲ့လား။ကလေးမထက်ပိုလေးမရှိတော့လဲသူကဆရွေနှုတ်ဆက်တီကများဤ ဤမြနှုတ်ဆက်သည်ကိုပင်တနည်းပေါ်လီယာနာနှင့်အတူပါလာသည့်နန်းစီဖို့အံ့အားသင့်စရာဖြစ်လေသည်ကြာသာမူကျိုးပေါ်လီယာနာဒီလူကြီးကတမိကိုစကားပြောတယ်ဟုတ်လားဟုတအံ့တော်မေးသည်အီလီသူအမြဲပြောနေတာပဲဟုပေါ်လီယာနာကပြုံးရဖြေသည် အမြဲနှုတ်ဆက်တယ်ဖျားဖျားသူသူဘာတူလဲဆိုတာကတမိသိသလားယင်ဟုမေးတော့ပေါ်လီယာနာသည်မျက်ခုံးချီခေါင်းရမ်းဖြတ်သည် တနေ့ကသူ့နာမည်သူပြောဖို့မေ့သွားတယ်ထင်ပါရဲ့။သမီးကနှုတ်ဆက်တော့သူကပြန်မပြောဘူးလေ။နှစီမျက်လုံးပြူသွားသည်။ဒီလူကြီးကဘသူ့ကိုမှစကားပြောတာမဟုတ်ဘူးခလေးရဲ့။မပြောတာမှနှစ်ပေါင်းတော်ကြပြီထင်နေ။အလုတ်ကိစ္စဘာညာရှိတဲ့အခါလွဲလို့ပေါ့လေ။အဲ့ဒါဂျွန်ပင်တန်တန်ဆိုတဲ့လူကြီးပေါ့။ပင်တန်တန်ကုန်းဘော်ကအင်ကြီးမှသူ့တောက်ထဲနေတာ။ သူ့ဘို့ချက်ပြုတ်ကျွေးမဲ့သူတော့မထားဘူးတနေ့သုံးခါဆိုင်မှာလာလာစားတယ်အဲ့ဒီဆိုင်ကသူ့ဘို့ထမင်းကျွေးရတယ်ဆယ်လီမိုင်နာဆိုတာမမသိတယ်သူကပြုတ်ပြတာဒီလူကြီးကဆားစရာမာတာတော့မှုမှုလင်းလင်းပြောတာမဟုတ်ဘူးရိတ်ဖန်းတန်ဖန်းနဲ့နားရလေရတာပဲတဲ့တခုရှိတာကသူစားတာတွေကဈေးပေါ်ပေါ်အစားစာတွေကြီးပဲတဲ့ဒါကိုတော့မပြောပဲသိတဲ့ပေါ်လီယာနာကခေါင်းတညင်ညင်ဖြစ်နားထောင်နေသည် တိတယ်ဆင်းရဲရင်တော့စားစရာဆိုဈေးပေါ်တာရှာဝယ်စားတတ်ရတာပေါ့အမေနဲ့သမီးလေးခဏခဏအပြင်ထွက်စားကြတယ်အများအဖြစ်တော့ပဲပြုတ်နဲ့ငဆုပ်လုံးပဲပေါ့သမီးတို့ပဲကြိုက်တာကိုဝမ်းသာကြရတယ်လေအထူးသဖြင့်ကြက်ကြော်ကြီးတွေဘာတွေကိုကြည်ရင်ပြောကြတာပေါ့ကြက်ကြော်ကြီးတွေကဈေးကြီးတယ်မဟုတ်လားစင်60တောင်ပေးရတာပဲမစ္စတာပင်တန်တန်ကပဲပြုတ်ကြိုက်တယ်လားမမ ကြိတ်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 ဘာဖြစ်လဲပေါ်လီယာနာရဲ့သူစင်းရတာမှမဟုတ်တာပဲသူ့မှာငွေတွေမှထုတ်လိုက်ပို့လိုက်ရှိတာဂျူပင်တန်တန်လေးသူ့အဖေစီကရလိုက်တာဒီမျိုးထဲမှာသူ့လောက်ချမ်းသာတာတယောက်မှမရှိဘူးသူစားခြင်းရင်ငွေဆက်ကူတီကြီးစားနေတော့ကုန်မမထင်ဘူးသမီးရဲ့ပေါ်လီယာနာကတခိခိရင်ငွေဆက်ကူတွေစားတာမသိပဲနေမလားမမရဲ့ဝါတော့တိမှာပေါ့ ။ဒီတော့မှနန်းစီကဟဲမမပြောတာကသူပတ်စံတိတ်ချမ်းသာတယ်လို့ပြောတာပါဟုဖြေလိုက်ရဤပြီးမှသူကပတ်စံကိုမသုံးတာမဟုတ်ဘူးစုနေတာဟုဆက်ပြောသည်။အော်ဒီလိုတော့ချုံအောင်ကြားကဘာသာမရှိသေးတဲ့သူတွေအတက်ပေါ့နော်။တိတ်ကောင်းတာပေါ့ဒါကချိုးချံချွေတာပြီးဒုက္ခစရိယကျင့်တာပေါ့။တမိတိတယ်အဖေပြောဘူးတယ်။ နက်စီကဒေါသနဲ့တခုခုပြောလိုက်တော့မြင်ဟုပါဆက်ကိုဟားလိုက်ပြီးမှပေါ်လီနာနာဤယုံယုံကြည်ကြည်ဝမ်းသာရှင်လဲနေသောမျက်နှာလေးကိုစိုက်ကြည့်ပြီးပြောမိစကားကိုတားဆီးလိုက်ဟန်တူ၏။နောက်မှဆော့ဆော့စိတ်ဝင်စားခဲ့သည့်အတိုင်းမျက်နှာကိုပြင်ထားလိုက်ကအင်းဒါပေမဲ့သူကသမီးကိုစကားပြောတာတိတ်ဆန်းတာတကယ်ပဲပေါ်လီယာနာသူကဘသူ့ကိုမှစကားပြောတာမဟုတ်ဘူး။သူကအေယာမအိမ်လက်လက်ကြီးပေါ်မှာတယောက်တည်းနေပြီးအိမ်ထဲမှာလည်းခဏတာကြီးပဲတဲ့ တချို့ကလည်းယူနေတာတဲ့တချို့ကတော့သူ့မှာဖုံးပြထားရတဲ့အဆုတ်ထုတ်ကြီးရှိတဲ့ဟုပြောပြသည်။အိုးဘယ်နဲ့အဆုတ်ထုတ်ကြီးကို ဖုံးပြထားရလဲနော်အဆုတ်တွေပဲဟာလွန့်ပြလိုက်ရင်ပြီးရောနန်စီကရည်လိုက်သည်အဆုတ်ထုတ်ကြီးဆိုဒီမှာပေါ်လီယာနာကအဆုတ်များကိုဆုထုတ်ထားသည့်အထုတ်ဟူသာနားလေသည်သို့တော့သူရှိမပြခြင်း၍တမင်နေလိုက်၏လူတိုင်းကပဲဒီလူကြီးဟာတိတ်ထူးဆန်းတာပဲတဲ့ဟိုနှစ်တွေတုန်းကလည်းတလတ်သေးသေး တလဆန်းဆန်းခီးသွားနေတာပဲတဲ့။သွားပြန်တော့လဲအင်မတန်ခေါင်းနဲ့ဤချစ်တို့အာရှတိုက်တို့ဆာယာတဲခနာရတို့တဲ့တိလား။နန်စီကဆက်ပြောသည်။အိုးတာသနာပြုဖို့နေမှာပေါ့။ပေါ်လီယာနာကခေါင်းငြင်းထောက်ပြောသည်။နန်စီကဥကြောင်ကြောင်ကြီးလက်ဤ။ဟဲအဲ့ဒီလိုမဟုတ်ပါဘူး။ပေါ်လီယာနာကလည်းသူပြန်လာတော့စာအုပ်တွေရေးတဲ့အထူးဆန်းစာအုပ်တွေပေါ့။သူတို့ပြောတဲ့အဲ့ဒီခေါင်းနဲ့ရက်တွေမှာတွေ့ခဲ့တဲ့ ဟန်တို့မှန်တို့အကြောင်းတွေတဲ့သူ့ပေမဲ့ဒီမှာတော့ကောင်းကောင်းနေဖို့အတွက်ဘယ်တော့မှပတ်စံတိတ်တုံးဟန်ခြင်းဟန်မတူဘူးဘယ်တော့မလဲမမရဲ့သူကမရင်ကြီးတဲ့အရက်ကလူတွေအတွက်စုနေတာပဲပေါလီယာနာကဆိုလိုက်ပြီးဒါပေမဲ့သူတဟာအတော်ကြီးစရာကောင်းတဲ့လူကြီးပဲသူလဲမစ္စတာစနိုးလိုပဲထူးခြားတာပဲသူကတော့တမျိုးထူးခြားတာပေါ့ဟုဆက်ပြောသည်နန်စီကအေးဟုတ်လိမ့်မယ်ဟုဆိုကရည်နေသည်ပေါလီယာနာကကျင်းနဲ့စွာတပြင်းချလိုက်ပြီး မလို့ပဲဖြစ်ဖြစ်လေသူကတမိကိုစကားပြောတယ်ဆိုတာကိုခတိုင်းတက်ပိုးပြီးဝမ်းသာရတာပေါ့ဟုစုလိုက်လေသည်အပိုင်းတစဲမစ္စတာစနိုးအတွက်အင်အားတင်းစရာနောက်တစ်ချိန်မစ္စတာစနိုးတန်သူပိုလီယာနာသွားတော့သူ့ကိုပထမတစ်ချိန်ကအတိုင်းမောင်းနေတော့အခန်းထဲကနေတွေ့ရည်သည် မီလီကပင်မနဲ့နဲ့စားပြီးဒေါ်ပေါ်လီအိမ်ကကလေးမလာတဲ့မင်းမေဟုပြောလိုက်ပြီးနောက်ပေါ်လီယာနာနဲ့လူမမာတို့သာအခန်းထဲတွင်ကြံ့ရစ်သည်။အော်အော်ညီလာတကူညီကိုတော့ငါမှတ်မိပါတယ်။ညီကိုတခါမြင်ဘူးရင်ဘသူဖြစ်ဖြစ်မှတ်မိမှာပါပဲ။ညီမနေ့ကလာရင်ကောင်းမဲ့အေးမနေ့ကညီကိုငါအောက်မနေတာဟုမကြင်မနဲ့ပြောသည်။ဟုတ်လားမနေ့ကနဲ့ဒီနေ့တိတ်အဝေးကြီးမဟုတ်တော့တမိဝမ်းတာပါတယ်ဟုပေါ်လီယာနာကရည်ရင်ပြောကအခန်းထဲသို့ရှောက်ဝင်လာပြီး လက်ထဲကဆွဲချင်းကိုကလထန်တလုံးပေါ်တွင်အတရာချလိုက်၏ပြီးမှမမှောင်ဘူးလားဒေါ်တော်ရဲ့ဒေါ်တော်ကိုယ်တော်ကောင်းကောင်းမမြင်ရဘူးပြောရင်ပတင်းပေါက်စီတို့သွားကတကားရွက်ကိုတွန့်တင်လိုက်၏တနေ့ကတမိလှုပ်ပိတ်ခဲ့တယ်လို့သဘင်ကိုလှုပ်ထားတာကြည့်ချင်လို့အိုးဘာမှလည်းမလှုပ်ထားပါလားကိစ္စမရှိပါဘူးလေလှုပ်မထားတာပဲဝမ်းသာပါတယ်ဒါမှတမိလှုပ်ပိတ်ရမှာပေါ့ကဲအခုတမိတော်တော်ဖို့ဘာယူလာလဲကြည့်ပါဦးမစ္စတာစနိုးကလှုပ်လို့ရှာရှာဖြစ်လာသည် ကြည်လည်းမထူးပါဘူးအေဟုညွညွညင်ညင်ဆိုလိုက်တော့လေသူ့မျက်လုံးများကဆွဲချင်းစီတို့ရောက်သွားကအင်းဘာတွေလဲဟုမေးလိုက်ဤဒေါက်တာကဘာထင်လဲဘာစားကျင်တယ်လဲဟု မေးပြီးဆွဲချင်းစီတို့တွားဤသူ့မျက်နှာသည်ဝန်းလဲ့ရွက်နေသည်လူမမာကမျက်မှောင်ကြုတ်ထားသည်ငါဘာမှမစားကျင်ဘူးဟဲ့ဘာစားစားမထူးဘူးဟုဆိုကတပြင်းချလိုက်သည်ပိုလီယာနာကခအေးအေးရည်သည် ဒါကတော့ထူပါလိမ့်မယ်လေဘာတင်တယ်လဲဆိုတာကပြောပါအောင်တကယ်လို့ဒေါ်တော်တခုခုကိုစားကျင်မယ်ဆိုရင်အဲ့ဒါဘာဖြစ်မလဲဆိုတာပြောပေါ့မိမကြီးကရုတ်တရက်မဖြစ်သူကိုယ်တိုင်လည်းမရှိတာကိုသာတောင်းတလာခဲ့တယ်မှာကြာပြီဖြစ်၍ယခုရှိတာကိုဘာလဲဆိုတာမသိခင်သူတကယ်ဘာလိုချင်သည်ဘာစားချင်သည်ဆိုတာကိုချက်ချင်းပြောဖို့မဖြစ်နိုင်လောက်အောင်မရှိသေးဘူးသူဟာသူလည်းမသိသေးနေဟန်တူ၏သို့တော့ပေါ်လီယာနာကမိကွန်းထုတ်ပြီးသူ့ကိုကြည့်ရင်အပြေဆောင်နေတော့မှသူတခုခုပြောရတော့မည် อืมตูตาฮินဆိုရင်ฉิเดဟုပေါ်လီယာနာကဝန်တာအာရော်လက်ဤဒါပေမဲ့အဲ့ဒါကငါမစားကျင်တာပြောတာဟုလူမမတက်ပြင်းချရင်ယခုမှဘာစားကျင်တယ်ကိုသိတယ်လို့ငါစားကျင်တာကစက်သားဟင်းပဲဟုဆိုလက်ဤပေါ်လီယာနာကရည်တံကလေးပေးလိုက်ပြီးအဲ့ဒါလည်းရှိပါတယ်ဟုပြန်ပြောသည်ဤတွင်မိမကြီးကအံ့အားသင့်သွားကဟဲ့နှစ်ခုလုံးလားဟုမေးလက်ဤဟုတ်တယ်ငါကလေးချက်တော့ပေါင်းချယ်လီလဲပါတယ်ဟုပေါ်လီယာနာကအောင်မြင်စွာဆိုလိုက်ပြီး ော်တော် စားကျင်တာတခါဖြစ်ဖြစ်တော့စားရစေမယ်လို့စိတ်ပိုင်းဖြတ်ထားတာလေဒါကြောင့်တမီနဲ့နန်စီစီစဉ်ကြတာနည်းနည်းတော့နည်းနည်းပဲပေါ့လေတော်တော်ကြသားစားကျင်နေဆိုတာတမီသိတ်ဝမ်းသာတာပဲဟုတစ်ဆက်တည်းပြောက သူယူလာတော့ချင်းနောက်တဲ့ကပကံကလုံးလေးသုံးခုကိုချက်ချင်းထုတ်ယူနေလေဤပြီးမှတမီလေးလမ်းတစ်လျှောက်လုံးတထိတ်ထိတ်နဲ့တော်တော်များဝင်းတွင်းသားတို့ကြက်သွန်တို့ဘာတို့စားတယ်ဆိုရင် ဘယ်နဲ့လုံမလဲပါလဲမပါခဲ့ဘူးလေဒါလောက်ကြီးစိုးစူးစားထားတာတောင်လူချင်းတာမပါခဲ့ဘူးဆိုရင်ဘယ်ကောင်းပါနိုင်ပါတော့မလဲအခုတော့တော်သေးတာပဲဟုပြော၍ဂျင်းနဲ့စွာရည်နိုင်လေသည်လူမမာကဘာမှမပြောတော့သူသည်ပျောက်ဆုံးသွားသောအရာတစ်ခုခုကိုစိတ်ထဲကလိုက်ရှာနေဟန်တူလေသည်ကဲဒါတွေအလုံးသမိထားခဲ့မယ်ဟုပေါ်လီယာနာပကံကလေးသုံးလုံးကိုဇပွဲပေါ်တွင်တင်ထားရင်ပြောသည်စားချင်တာစားရတာပေါ့ဒီနေ့ဘယ်နဲ့နေသေးလဲဟုလည်းယဉ်ကျေးစာမေးသည် မကောင်းပါဘူးကွယ်ဟုမစ္စတာစနိုးကပြောပြီးစိတ်ပြက်လက်ပြက်အမူအရာဖြင့်အခေါင်းပေါ်ပြန်အိတ်ချလိုက်သည်ပြီးမှမနှက်ကအိတ်နေကြကလေးကိုပဲမအိတ်ရတော့ဘူးဟိုဘက်အိမ်ကနယ်လီဟေကင်ကစန္ဒီယာတီတင်နေလို့လေ့ကျင့်နေလိုက်တဲ့စိတ်ကိုတိုးရောတမနယ်လုံးပဲတမိနဲ့မှမနာဘူးဘာလို့ရမှန်းတော့မသိတော့ဘူးဟုညဉ်းညူလိုက်သည် ပေါ်လီယာနာကခယူနာဖြင့်ခေါင်းတညိမ့်ညိမ့်နားထောင်ကတည်ရဲစိတ်ညစ်စရာပေါ့တမီးရဲ့ထောက်ပံ့ရေးတင်ကမိမကြီးမစ္စတာဝိုင်လဲတခါကအဲ့ဒလိုပဲသူကကိုလက်ကြိုက်ခဲ့ပြီးဖျားတတ်တာလေအဲ့ဒီတော့ဖျားတဲ့အခါဆိုလှုပ်တော့မလှုပ်နိုင်တုံးကဆိုတော့ပိုအခမ်းရခတ်မှာပေါ့သူသားလွန်သားသေးရင်တော့အုံးမဲ့ပေါ်တော့ဟုလမ်းလျှောက်ပြောတော့မစ္စတာသူကနားမလည်ရထက်မေးရည်လူလာလွန်လာဆိုတာလေဆန်းရလေးချင်းနဲ့အတန်ကမ ခံနိုင်အောင်ဆိုးလိုက်ရင်တနေရရွှေ့တာကိုပြောတာပေါ့မစားစနုကပိုလီယနာအဆိုင်ကြည့်နေငါကတော့အိပ်ရထဲမှာဆိုရင်ဘလို့ရွှေ့ရွှေ့နိုင်တာဘို့ဟုတ်လဲညီထွားလျက်ပြောသည်အဲအဲ့ဒါလို့ဆိုရင်အဲ့ဒါတွေအတွက်တော်တော်ဝမ်းသာလို့ရတာပေါ့မဟုတ်ဘူးလားစတာဝက်ကလှုပ်မှမလှုပ်နိုင်တာပဲကိုလဲကြိုက်ခဲတဲ့အဖျားဆိုတာကိုကဘယ်လောက်ကြီးလှုပ်ချင်လှုပ်ချင်မလှုပ်နိုင်ဘူးလို့မစတာဝက်ကပြောတယ် နောက်တော့သူကပြန်ပြောတာသူ့ယောက်မနားလေးဒါကိုသာတွေးမိရင်သူ့မှာယူချင်တယ်လို့တောင်ဖြစ်တဲ့။သူ့ယောက်မနားလေးတာနဲ့ဘာဆိုင်လို့လဲ။ပိုလီယာနာကရီလိုက်သည်။အေးလေတမီးကအကုန်မမပြောရသေးတာပဲ။တော်တော်မစ္စတာဝိုက်ကိုမသိဘူးဆိုတာကိုလည်းတမီးမေ့နေလို့သိလား။မစ္စတာဝိုက်ယောက်မကနားလေးတယ်လေးသမားအတော့ကိုလေးတာ။သူကအလဲလာရင်နဲ့မစ္စတာဝိုက်နဲ့ကူညီပြီးလို့ဖို့သူတို့အိမ်မှာနေတာလေး။ သူတို့အိမ်မှာလည်းအဲ့ဒီနားလေးတဲ့သူကိုနားလည်အောင် ပြောရဆိုတာဟုတ်လားဒုက္ခကြီးတစ်ခုပဲတဲ့အဲ့ဒီနောက်ပိုင်းမှာတော့မစ္စတာဝိုက်ဟာလမ်းဟိုဘက်အိမ်ကဆနေရသီးတန်ကြားရရင်ကြားရတာကိုပဲဝမ်းသာသွားတယ်မကြားရဘူးဆိုရင်နားလေးနေလို့ဒါမကြားရတာနားလေးရင်ဘလောက်စိတ်ညစ်စရာကောင်းလဲဆိုတာသူရောင်းမကိုကြည့်ပြီးတွေးမိလို့တဲ့တိလာသူကလည်းဒီကစားနီးကိုကစားတာပဲလေတမိကသူ့ကိုပြောပြထားလို့ပေါ့ကစားနီးဟုတ်လားပေါ်လီယာနာကလက်ခုပ်တီးလိုက်သည် အော်ဟုတ်ပါရဲ့မေးတော့မလို့ဒေါက်တာဝမ်းသာလို့ရနိုင်တာကို သမီးစဉ်းစားခဲ့ပြီလေဝမ်းသာလို့ရနိုင်တာဟုတ်လားဘာကိုပြောတာလဲသမီးကရှာခဲ့မယ်လို့ပြောထားတာလေမမှတ်မိတော့ဘူးလားဒေါက်တာကအဲ့ရတဲ့မှာဒီလိုပဲနေနေရတာကိုဝမ်းသာစရာရှိသလားလို့မေးလို့လေသမီးကရှာခဲ့ပါမယ်လို့ပြောခဲ့တာမေ့ပြီလားအော်ဒါလားမှတ်မိပါတယ်အေးဒါပေမဲ့ဒါကိုညီရောငါရောအမှတ်မဲ့ပဲလို့ထင်တာတိတ်တတိရမယ်မထင်လို့ ိုးရတာပေါ့တော်တော်ကလည်းပြီးတော့တမိလည်းအဖြစ်ရခဲ့ပြီပဲဒါပေမဲ့နည်းနည်းတော့ခတ်တယ်ခတ်တော့လည်းပို့ပြီးပျော်ရတာပေါ့ခက်လေပျော်လေပဲတမိလေးမှန်တာဖွင့်ပြောရရင်အတော်ကြောင်ဘာမှစဉ်းစားလို့မရဘူးနောက်မှရတယ်ဟုတ်လားအင်းဘာတဲ့လဲစူးစမ်းမအောင်လေမစ္စတာစနိုး၏အတန်မှာမယုံနိုင်စရာချို့တာနေလေ၏ပိုလီယာနာတီပြင့်သက်ရှိရှိတစ်ချက်ချိုက်လိုက်ပြီးမှတခွန်းကြီးလေးနဲ့စွာ တမိစဉ်းစားမိတယ်တခြားလူတွေဟာကိုယ့်ကိုအဲ့ရတဲ့မှာမမမကြံဖြစ်နေကြတာကိုပဲဒေါတော်ဝမ်းသာနိုင်တယ်လို့သိလားခုပြောလိုက်သည်မစားကနိုးကပေါ်ရီယာနာကိုစိုက်ကြည့်နေသည်သူ့မျက်လုံးများမှာဒေါသအရောင်လွှမ်းလေ၏သူ့စိတ်ထဲကမကြင်မနက်ပင်အင်းတကယ်ပဲဟုဆိုလိုက်သည်နောက်ပိုလီယာနာကရွှင်မျိုးစာပင်ကဲအခုသမီးဒေါတော့ကိုဒီကစားနည်းပြောပြမယ်လေဒေါတော့အတွက်ဆိုရင်ကစားရတာတိတ်ကောင်းပါပဲခက်လဲအတော်ခက်မဲ့ပေါ့ ခက်လေပြောလေပဲဒီလိုလေးဟုအစချီကသူတို့အတွေ့အကြုံတာနာပြုအသင်းကအလှခံပေးသည့်ပစ္စည်းများအကြောင်းဂျိုင်းတောင်များအကြောင်းထိုအရာများတွင်ပါမလာခဲ့သောအယုတ်အကြောင်းတို့ကိုပြောပြလေသည်သူပြောပြ၍ပြီးကစားတွင်မီလီတကားပေါက်မှပေါ်လာပြီးပေါ်လီယာနာညိတော်ကလမ်းဟိုဘက်ကဟာလိုဒိုးအိမ်ကိုတယ်လီဖုန်းဆက်ပြီးပြောတယ်တဲ့အင်ကိုမမြန်ပြန်ခဲ့ပါတဲ့မမောင်ငင်ဆန်းရလေးချင်းမို့ရှိလို့တဲ့ဟုအကြောင်းကြားသည် ပိုလီယာနာကမထခြင်းထခြင်းဖြင့်ထာယာမထသည်အီလီမင်းမြန်ဆိုလဲမင်းမြန်ဘောဟုဆိုကတပြင်းတစ်ချက်ချပြီးရီလိုက်သည်မင်းမြန်ဆိုရင်မင်းမြန်သွားနိုင်ဖို့ချင်းနှောင်းရှိတာကိုဝမ်းသာတင်တာပေါ့နော်တော်တော်မစ္စတာစနိုးကဘာမှပြန်မပြောသူ့မျက်မျက်လုံးများကိုမှိတ်ထားသည်တို့တော့မီလီကတော့မျက်လုံးများမှိတ်မထား၍သူ့အမေပါပင်ပေါ်မျက်ရည်လိမ့်စားဆင်းလာသည်ကိုမြင်ရလေသည်ပိုလီယာနာကတကားမှနေ၍တမင်လဲပြန်ကြည့်ရင်သွားတော့မယ်နော် ကင်ဇပင်ပြင်မပေးရတာအစိတ်မကောင်းပါဘူးသိပ်ပြင်ပေးချင်တာနောက်တစ်ခါတော့ပြင်ပေးနိုင်ကောင်းပါရဲ့ဟုနှုတ်ဆက်သွားသည်ဇူလိုင်နေ့များသည်တနေ့ပြီးတနေ့ကုန်သွားသည်ပေါ်လီယာနာအဖို့ကထိုနေ့များသည်ပျော်ရွှင်သောနေ့များဖြစ်ကြပေသည် သူ့အတော်အားလဲသူ့အလွန်ပျော်ကြောင်းတက်ကြွစွာပြောလို့ရှိ၏ထို့သူပြောရင်သူ့အတော်ကတော့နန်းလျှလာပြီးအေးအေးပေါ်လီယာနာညီပြော်တယ်ဆိုရင်ငါသဘောကျပါတယ်တို့ပေမဲ့ပျော်ရုံနဲ့လည်းမပြီးဘူးအကျိုးမြတ်လည်းရှိရမယ် မရှိရင်ညီအပေါ်မှာငါးဝက်တရားပြက်ကွက်တယ်လို့ဖြစ်နေမှာပေါ့ဟုပြောလိရှိသည်ဤသို့ပြောလျင်ပေါ်လီယာနာကတော့သူ့အတော်အားဖက်၍နမ်း၍ခြေပလိရှိသည်ဤအပြုမူများသည်ဒေါ်ပေါ်လီအားများစွာစိတ်နှောက်ယှက်ဖြစ်စေသည်တနေ့အချုပ်လုတဲ့ချိန်မှာသူကပြောတော့ပေါ်လီယာနာကအန်တီပေါ်လီပြောရုံနဲ့မပြီးသေးဘူးဆိုတော့ပြောပြောနေတာဟာမလုံလောက်သေးဘူးလို့ဆိုလိုတာပေါ့ဟုတ်လားအန်တီဟုမေးသည်အေဘောပေါ်လီယာနာရဲ့အကျိုးမြတ်လည်းရှိရမယ်ဟုတ်လားဒါပေါ့ အကျိုးမြတ်ရှိတယ်ဆိုတာဗာလဲအန်တီအိုးဒါဒါကအကျိုးမြတ်ပဲပေါ့အမြတ်ရတာပြဇာတ်တခုခုရှိတာပေါ့ပေါ်လီယာနာညီဟာတကယ်ရှာမှရှာကလေးမှဒါဖြစ်ဝမ်းသာတာတော့အကျိုးမြတ်မဟုတ်ဘူးလားဟုမေးသည်မဟုတ်ဘူးအိုးဒီလိုဆိုအန်တီကြိုက်မှမဟုတ်ပါဘူးလေအန်တီပေါ်လီဒီကစားနီကိုဘရောမှကစားမှမဟုတ်ဘူးကစားနီဟုတ်လားဘာကစားနီလဲဟိုတင်းလေအဖေ ပိုလီယာနာက သူ့ပါဇက်ကိုလက်ဝါးဖြစ်ပိတ်လိုက်ပြီးဘာဘာမှမဟုတ်ပါဘူးဟုဆိုလက်၏ဒေါ်ပိုလီကမျက်မှောင်ကျုပ်လိုက်သည်ကဲဒီနေ့မနက်တော်လောက်ပါပြီပိုလီယာနာတူတူတောင်းတောင်းပြောလိုက်ပြီးအချုပ်လှုပ်တင်နှံပြီးလေ၏ထိုနေ့ညနေပိုင်း၌ပင်ပိုလီယာနာသူ့အထက်ကိုကလေးလေးမှအစင်လှေကားပေါ်တွင်သူ့ကိုယ်ကိုတွေ့လေသည်ဟာအန်တီပိုလီချစ်ဖို့ကောင်းလိုက်တာသမီးစုကိုလာတွေ့တယ်လာပါအန်တီ တမိကလည်းအဖော်လိုချင်တာနဲ့အတော်ပဲဟုပြောကလှေကားတိုင်းပြန်တက်ပြေးပြီးတကားကိုအကျဲကြီးဖွင့်ထားလိုက်လေသည်တကယ်ကဒေါ်ပေါ်လီသည် သူ့တူမ၏အခန်းသို့အလဲလာသည်မဟုတ်ချေသူသည်ထက်ခိုးအရှိပြတင်းနားရှိထိချွတ်တတာတဲတွင်သုံးဝဲတပတ်အဖြူကလေးတစ်ထဲကိုရှာဖွေရန်စိတ်ကူးနေသည်မှာကြာပြီဖြစ်၏တို့ရာတွင်သူ့ကိုယ်သူအံ့ဩမဆုံးဖြစ်ရသည်မှာသူသည်အထက်ခိုးဆောင်အရှိပြတင်းနားကထိချွတ်တတာတို့ရောက်မလာပဲ ပေါ်လီယာနာ၏အခန်းထဲကနောက်မီအနှောင်းနှင့်ကလထိုင်ပေါ်ရောက်နေခြင်းပင်သည်။ဤသို့ဖြစ်သည်မှာပေါ်လီယာနာရောက်ကလေးကဆိုလျှင်အကျိန်များစွာရှိလေပြီဖြစ်သည်။သူသည်မူလကရည်ရွယ်ထားသည့်အတိုင်းမဟုတ်ဘဲလုံးဝမရည်ရွယ်သည့်ကိစ္စတစ်ခုကိုလုပ်နေရတတ်သည်။သမီးကအဖော်သိကြိုက်တာပေါ်လီယာနာကထပ်ပြောရင်ချီမကိုင်းမီလက်မကိုင်းမီပြူလျက်အထူးသဖြင့်ဒီအခန်းကိုအပန်ရကြတဲ့ကပေါ့ဟိုတုန်းကတော့အခန်းတော်ရှိတာပေါ့ဒါပေမဲ့အဲ့ဒါကငှားထားတဲ့အခန်းပဲ ငှားထားတဲ့အခန်းတွေကတော့ကိုပိုင်ခန်းတွေရဲ့ထွက်ဝက်တောင်မကောင်းဘူးနော်။ဒီအခန်းကတော့သမိပိုင်ပေါ့နော်။အင်းပေါ့ပေါ်လီယာနာဟုဒေါက်ပေါ်လီကသူ့ဘာဖြစ်လို့ချက်ချင်းထသွားပြီ။သုံးမွေးတစ်ပတ်ဖြူကလေးမရှာမိပါလေဟုတွေးရင်ခက်တိုးတိုးပြန်ဖြစ်သည်။ဒါကြောင့်သမိဒီအခန်းလေးကိုချစ်တာ။ကော်စောတို့ခန်းစည်းတို့ပကြီးကားတို့မရှိလဲချစ်တာပဲ။ဒီဟာတွေကိုသမီးကတိတ်လို့ချင်းဒေါ်ပေါ်လီဒီရုတ်တရက်မျက်နှာနီးပြန်လာပြီ ထားလိုက်သည်သူက တခြားစကားဆက်ပြောတော့မည်ဟုစားလိုက်တော့သူ့တော်ကဖြတ်မိလိုက်သည်ဘာတွေကိုလဲပေါ်လီယာနာဘာမှမဟုတ်ပါဘူးအန်တီဘော်ဒီတကယ်ပါပြောတာမဟုတ်ပါဘူးအေးလေထားပါတော့သူ့ပင်မဲ့ညီးပြောတာပြောလိုက်တာပါပဲတို့နားလည်လိုက်ပါတယ်ဒါပေမဲ့အလက်ကားပါဘာမှမဟုတ်ပါဘူး။တမီကော်စောလှလှကလေးတို့ဘာတို့ခါဇာခန်းကြီးတို့ကိုစိတ်ကူးကြည့်တာပါ။ဒါပေမဲ့တကယ်က စိတ်ကူးကြည့်နေတာပေါ်လီယာနာကရခင်ကတဲ့မျက်နှာနီးပြန်သွားသည်တကယ်က သမီးစိတ်ကူးသင့်မှုပေါ်အန်တီပေါ်လီဟုပေါ်လီယာနာကတောင်းပန်တယ်လို့ပြောပြီးသမီးကဓာတ်တွေကိုတိတ်လိုချင်ပြီးမရခဲ့ဘူးလို့ဖြစ်ပါလိမ့်မယ်သမီးတို့မှာအလူကံပစ္စည်းတွေကပါလာတဲ့အဆောင်နှစ်ထဲပဲရဘူးပါတယ်အငယ်ကလေးတွေပါပဲတခုကမှင်စွန်းတွေနဲ့တခုကအပေါက်တွေလေပကြီးကားဆိုလို့လည်းနှစ်ကားပဲရဘူးတဲ့တကားကအဖေအင်းတကားကရောင်းလိုက်ရတယ် တကားကကွဲသွားတယ်တကယ်ကအလူသာမဟုတ်ရင်တမိဒီရောက်တော့တမိအခန်းဘယ်လောက်လှမယ်ဆိုတာစိတ်ကူးကြည့်မိမှာမဟုတ်ပါဘူးအန်တီပိုလီရဲ့အန်ဒီခဏခဏနေပါအောင်တမိပြောပြစီအောင်ဒါလည်းခဏပါတမိအခန်းထဲရောက်ပြီးဗီဒီယိုကမှန်မရှိလို့တမိမျက်နှာကိုင်းမဲ့ကြောက်တယ်မမြင်ရတာတို့တမိအခန်းပြတင်းကကြည့်လိုက်ရတဲ့ရှုကင်းပကြီးကတစ်ချက်လို့လှတာတို့ကြောင့်ဝမ်းမတာရခင်ပါပဲအန်ဒီကလည်းတမိပေါ်မှာတိတ်ကောင်းတော့ ဒေါ်ပေါ်လီသည်ရုတ်တရက်ထိုင်ရမှထားလိုက်သည် သူ၏မျက်နှာမှာရဲနေ၏ကဲကဲတော်ရော့ပေါ်ပေါ်လီယာနာဒါလောက်ပြောပြီးတော်ရော့ပေါ်ဟုတင်းတင်းမာမာပြောကာလှေကားတိုင်းဆင်းလာရာပထမအထက်သို့ရောက်မှဤအထက်ခိုးသို့တက်ခဲ့သည်မှာထက်ခိုးခန်းအရှိပြတင်းနာကတစ်တာရွဲတွင် သူ့မွေးခြုံဆောင်ကလေးရှာရန်ဖြစ်သည်ကိုသတိရလေသည်ထို့နောက်24နှစ်အတွင်းမှာပင်ဒေါ်ပေါ်လီကနက်စီကိုခေါ်ကား နန်စီမော်လီယာနာရဲ့ပစ္စည်းတွေကိုသူ့အခန်းအောက်တက်တဲကအခန်းထဲရွှေ့ပေးလိုက်။အခုလောလောဆယ်တော့သူ့ကိုအဲ့ဒီအခန်းထဲမှာပဲအိတ်ခိုင်းမယ်ဟုအမိန့်ပေးလိုက်လေသည်။ဟုတ်ကဲ့မမ။နန်စီကအခက်ကြဲကြဲပြောလိုက်ဤပြီးမှသူ့ကိုသူစိတ်ထဲကဟာနေဟာဟုပြောမိသည်။နောက်တမိနစ်အကြာတွင်သူသည်ပေါ်လီယာနာအားဝမ်းမြောက်ဝမ်းသာအော်ဟစ်လျက်နားထောင်စမ်းမအောင်ပေါ်လီယာနာကလေးရဲ့တမိကလေးကဒီအခန်းရဲ့အောက်တက်တက်မှာအောက်ထက်ခန်းမှာအိပ်ရတော့မယ်လေတကယ်တကယ်ဟုပြောပြနေလေ၏ ပေါ်လီယာနာသည်မျက်နှာဖြူပတ်ဖြူရဖြစ်သွားသည်။ဟာမမနန်စီဟုတ်ရဲ့လားတကယ်လားဒါအမှန်ပဲလားယင်။နန်စီသည်အဝတ်ချိတ်သည့်အခန်းငယ်ထဲကအဝတ်များကိုပွေပိုက်ထုတ်ယူလာယင်။အဝတ်ပုံမမကြော်၍မေးထိုးပြကာတကယ်ပေါ့တကယ်ပေါ့သမီးပစ္စည်းတွေချဖို့ပြောလို့လေ။သူစိတ်မပြောင်းခင်လာယူတာပေါ့ဟုပြောလိုက်သည်။ပေါ်လီယာနာသည်နန်စီ၏စကားကိုဆုံးအောင်နားထောင်နေတော့ပဲဟတ်ထိုးကြမတဲ့လှေကားကိုနှစ်ထစ်ကျော်နှစ်ထစ်ကျော်ဆင်းပြေးရင်း တကားနှစ်ပောက်ကိုလည်းတိုင်းကနေတိုင်းကနေပိတ်ခဲ့သည် ကလထိုင်တလုံးကိုလည်းတိုက်လှဲသည်ပြီးမှသူ့ antibody စီတို့ရောက်သည် antibody antibody တကယ်တော့ဟုတ်လားအဲ့ဒီခန်းကအလုံးရှိတယ်နော် ကော်စောရောခန်းစီရောပချီကားသုံးကားရောအပြင်မှာလှမ်းပြင်နေရတာလည်းပချီကားပဲပေါ်တတ်ရဲ့ပြင်းနေပေါက်ကလှမ်းပြင်ရတဲ့ရှုခင်းတိုင်းပဲနော် antibody ကောင်းပြီပေါ်လီယာနာညီဒီအကြိုက်ပြောင်းလဲကြိုက်တာငါသဘောကျပါတယ် ဒါပေမဲ့ညီငါတွေကိုအထင်ကြီးတတ်ရင်ပျက်စီးအောင်ယူဆိုင်ပေါ့ဒါပဲပေါ်လီယာနာအဲ့ဒီကလထိုင်ကိုထောင်းလိုက်စမ်းပြီးတော့ညီမင်းလေးဝယ်အတွင်တကားနှစ်ခါစောင့်ဖိတ်တယ်ဟုတ်ခက်ထန်စွာပြောလိုက်သည်သူ့မှာဘာကြောင့်မှန်းတော့မသိဟိရွေငိုလိတ်ချင်းစိတ်ပေါက်နေ၍သူ့ကံကပိုး၍မာနေသလားမသိဒေါ်ပေါ်လီမှာငိုချင်းစိတ်ပေါက်လိရှိသူမဟုတ်ပေါ်လီယာနာကလထိုင်ကိုကောက်ထောင်လိုက်သည်ဟုတ်ကဲ့အန်တီတမိတကားတွေစောင့်ပိတ်ခဲ့တာသိပါတယ်ဟုရှင်ပြစွာဝန်ခံသည် အခန့်ရတာတိပီပီချင်းဆိုတော့အန်တီကိုလည်းဒီလိုပဲတကားဆောင်ပိတ်ပေါ်လီယာနာကလည်းရုတ်တရက်ရက်ထားလိုက်ပြီးသူ့တို့ကိုတမျိုးကြည့်ပြန်ကအန်တီပေါ်လီတကားတကားတွေဘာတွေဆောင်မပိတ်ဘူးလားဟင်ဟုမေးလိုက်သည်ပိတ်ဘူးတယ်မထင်ပါဘူးအေဟုပြောလိုက်တော့ပေါ်တော်ပေါ်လီအတန်မှာအဲအားတင်လွန်သည့်အတန်ဖြစ်၏ဖြစ်မှာဖြစ်ရလေအန်တီပေါ်လီရဲ့အဲ့ဒါနာတာပေါ့ဟုပေါ်လီယာနာကဂိူနာတက်သည့်အတွင်ဖြစ်ဆိုလိုက်တော့ အန်တီဘော်ဒီမှာနားတယ်ဟုတ်လားဟုသာဆိုလိုက်နိုင်ပြီးအံ့အားသင့်နေ၍ဘာမှထပ်မပြောနိုင်တော့ဒါပေါ့အန်တီဘော်ဒီရဲ့တကားဒီဘာဒီစောင့်ပိတ်ကြည့်ရင်ပိတ်လိုက်ပေါ့မပိတ်ဘူးဘူးဆိုရင်အန်တီတကားမှဘာအကြောင်းကြောင်းမှဝမ်းမတာဘူးဘူးဆိုသလိုဖြစ်နေတာပေါ့ဝမ်းတာဘူးရင်တကားကိုလည်းစောင့်ပိတ်ဖူးမှာပါပဲဒါကဘလို့မှနေလို့မရလို့အန်တီအန်တီတကားမှအဲ့တလောက်ဝမ်းမတာဘူးဘူးဆိုတော့တမိအတွက်တမိစိတ်မကောင်းဘူးအန်တီဘော်ဒီရဲ့ ေါ်လီယာနာသူ့တော်ကလှမ်းကောက်လိုက်တော့ပေါ်လီယာနာမရှိတော့အထက်ခိုးခန်းစီမှထိုင်ခဲ့တဲ့ကားပိတ်တံကိုသာသူ့ကိုစားကြရလေတော့သည်ပေါ်လီယာနာသည် သူ့ပစ္စည်းများအောက်သို့ရွှေ့ရာတွင်နက်စီကိုကူပေးနေပြီဒေါ်ပေါ်လီသည်ဆက်ဖက်ခန်းတွင်စိတ်သက်သာဝေဇဝဖြစ်ရင်ကြံ့ရစ်ခဲ့၏တကယ်တော့သူလဲဝမ်းသာဘူးခဲ့သည်သာဖြစ်လေသည်နားဆင်ပေးခဲ့သူ အားလုံး ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ကြံရှိနေသေးသောအပိုင်းဆက်များကိုလည်းဆက်မြောနားဆင်ပေးကြပါဦးနော်။နားဆင်ပေးသူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။